နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ American အစိုးရအဖွဲ့အတွင်မှာခြားစားပြည့်စည်နေသူတွေနဲ့အစွန်းရောက်တွေရှိခဲ့ပြီးဒီလိုလူတွေနောက်ဘတော်မှမရှိရအောင်လှုပ်ဆောင်သွားမယ်လို့သမရထရန်ကပြောဆိုလိုက်ပါရယ်မနေ့ကအမေရိကန်တရားရေးဌာနမှာဆေစုနှစ်အတွင်းသမရတယောက်အနေနဲ့ပထမဆုံးအကြိမ်တွားရောက်ပြောကြားရမိကုန်းမှာအခုလိုထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါရည် အမေရိကန်တရားစီရင်ရေးသမိုင်းမှာညတာမှုရှိတဲ့အခြေအနေတစ်ခုကိုစတင်နေပြီလို့လေသမရဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။အကတိလိုက်စားမှုတရားဥပဒေကိုလက်နက်တဖွဲ့အသုံးချမှုအကြမ်းဖက်ရာဇဝမှုတွေကိုလက်မြောက်ရှုံးပေးရမှုတွေကိုထားခဲ့ပြီးတာဒူညီမြမှုနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါတရားဥပဒေစိုးမိုးရေးပြဋ္ဌာန်းချက်အရဗမလိုက်တဲ့တရားစီရင်မှုကိုစတင်နေပြီလို့သူကဆိုပါတယ်။ဒါအပြင်ဝါရှင်တန် DC မြို့တော်ကို ရာဇဝမှုကင်းရှင်တဲ့ပုံမိုကောင်းမွန်ပြီးလုံခြုံစိတ်ချရတဲ့မျိုးတမျိုးဖြစ်အောင်တန်ရှင်းတဲ့မျိုးဖြစ်အောင်လှုပ်ဆောင်ပါလို့လေထရန့်ကပြောဆိုခဲ့ပါရှင်။